မဒီမကတိမြန်မာအသံရုပ်မြင်သံကြားအစီအစဉ်လေးကိုရှုစားနေရတာဖြစ်ပါတယ်ဒီကနေ့မြန်မာတက္ကသိုလ်1384ခုဒတော်လာပြည့်ကျော်၄ရက်ခရစ်နှစ်2023ခုနှစ်ဇန်နဝါရီလ၁ရက်အင်္ဂါနေ့ညနေ၄နာရီတိစူးစီးရရှိထားတဲ့ပြည်တွင်းပြည်ပဒီမကတိမြန်မာအသံသတင်းတော်တွေရဲ့သတင်းပေးပို့ချက်တွေကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ ီလူတွေအရေးချင်းတိုးတက်လာဖို့နဲ့ဒီမိုကရေစီနိုင်ငံရဲ့နိုင်ငံသူနိုင်ငံသားတွေပြည်ပြည်လုံနိုင်ကြိုင်နိုင်တွေးနိုင်ခေါ်နိုင်ပြောနိုင်ဆိုနိုင်မှုပြည်သူအတွက်အရေးကြီးဆုံးဖြစ်တယ်လို့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါက်ဆန်းစုကြည်ကနှစ်သက်ကူဆူတောင်းစကားပြောဆိုလိုက်ပါတယ်မြန်မာအတန်နဲ့ရုပ်ဝင်တန်ကြားကိုဒီဇင်ဘာ31ရက်နေ့ညကပြောကြားတဲ့နှစ်သက်ကူဆူတောင်းစကားထဲမှာအခုလိုပြောဆိုလိုက်တာပါဒါအပြင်ပြည်သူပြည်သားတွေတနေ့တဲ့တနေ့အရေးချင်းတွေတိုးတက်ပြီးတော့ကိုယ့်ရဲ့တာဝန်ကိုတည်တည်နဲ့ရာသီရတိုက်တဲ့အခွင့်အရေးတွေအတွက်လုံရဲကန်ရဲပါစေလို့လည်းထည့်သွင်းဆုတောင်းတော့ပါတယ်ခင်ဗျာ ဒီနေ့ခရစ်မစ်နစ်ဆန်ဒီနေ့မှာကချင်ဒေသမှာနေ့တကူတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ဥမ္မောင်တူဒီသတင်းကိုပေးပို့တာပါခင်ဗျာ။ဟုတ်ကဲ့ပါ။ဒီဇင်ဘာလ31ရက်နေ့ကတည်းကအစိုးရတိုက်လေရင်နေနဲ့အချိန်မြင့်တိုက်ခိုက်နေတာမို့အိမ်နေမီလောင်တဲ့အထိဖြစ်ခဲ့ပါတယ်။ လားတူပဲလိုင်စာပတ်ဝန်းကျင်မှာဒီနေ့နှစ်ဆန်း၁ရက်နေ့မှာလေဒီနေ့တိုက်ဝဲချင်နေရတော့မနေ့ပိုင်းကတော့တနင်္ဂနွေဖြစ်တယ်မနေ့ပိုင်းမနေ့ပိုင်းရတယ်တော့ဖြစ်တယ်ဒီနေ့နေ့လည်းပိုင်း၁၂နာရီနေ့တော့၁၂နာရီ၁၂နာရီမှာလင်းလာရဲ့နှစ်စီးတိုက်လင်းလာနှစ်စီးပါအဲ့ညနေပိုင်းမှာလာတော့နှစ်စီးပုံကျွားရဲ့ဒီနေ့ညနေပိုင်းလာတယ်၂နာရီခွဲပါ အစင်းနဲ့နောက်ရှိနေရှိနေပါတယ်သူတို့ကအများအမဲအမျိုးပဲလာလာနေလေနဲ့ပုံမှန်လာနေတရက်တစ်ခါတစ်ခါတော့လာလာနေလေညာသူတို့ပြောတာကတော့ဒီရင်မလာပါဘူးတဲ့ဟာအကုန်လုံးဟာလာဖြစ်တာတဲ့ရိတ်ခါလာဖို့တဲ့ဘာမှမဟုတ်ပါဘူးဒီမှာနေကြရတော့ဆိုရင်မဖြစ်တော့ဘူးရညဆရာတော်ရှိဘူးအခုမြေပြင်တိုက်ပွဲရော ဖြစ်နေလားအခုအခုပြောနေတဲ့အချိန်မှာလေဒီမြေပြင်တိုက်ပွဲရောကြီးတယ်ဖြစ်နေလားဘာလို့တိုက်မလဲ ကချင်ရဲ့အစိုးရတိုက်ပွဲတွေဟာ2017ခုနှစ်ဇွန်လ9ရက်နေ့ကတည်းကစတင်ဖြစ်ပွား နေခဲ့လို့အခုဆိုရင်တိုက်ပွဲကာလတစ်နှစ်ခွဲကျော်ကြာသွားခဲ့ပါပြီခင်ဗျာ။ 2013မတ်လကုန်မှာရခိုင်ပြည်ပကအစည်းအဝေးအပြီးတင်ပြနိုင်မှုအတွက်ဇန်နဝါရီဒုတိယပတ်ထက်မှာမြန်မာ ေပုံဘက်ကိုသွားဖို့ရှိတယ်လို့စုံစမ်းရေးကော်မရှင်ဖွဲ့ဝင် NDF ပါတီခေါင်းဆောင်ဦးကမောင်ဆွေကပြောပါတယ်။လူပြည့်ချင်းဖြစ်ပွားခဲ့တဲ့ဗီဒီယိုကနေပတ်သက်ပြီးတော့ချက်လက်ရှာဖွေတာဒေသခံရခိုင်တိုင်းရင်းသားတွေအစ္စလာမ်ဘာသာဝင်တွေနဲ့တွေ့ဆုံပြီးတော့ကျမ်းမာရေးစီးပွားရေးပညာရေးစိတ်ပိုင်းဆိုင်ရာခံစားမှုတွေကိုမေးမြန်းစုံစမ်းမှဖြစ်ပါတယ်။တမားကဖွဲ့ပြီးတဲ့စုံစမ်းရေးကော်မရှင်ဟာပြီးခဲ့တဲ့နှစ်စက်တင်ဘာလကုန်ကလေးကစီရင်ခံစာတင်ပြဖို့ရှိပေမဲ့လည်းအချိန်မလုံလောက်တဲ့အတွက်ကနေဦးစီရင်ခံစာကိုပဲတင်လိုက်နိုင်ကြောင်းဦးကမောင်ဆွေကရှင်းပြပါတယ်။ ရင်းရဲစွာဆန္ဒထုတ်ဖော်နေတဲ့လေဘရွန်တောင်စခန်းကိုအကြမ်းဖက်ဖြိုခွဲခဲ့တဲ့တလားပြည့်ထိမ်းမှတ်ကိုပခုတ်ကတန်ဃာတော်တွေကဒီဇင်ဘာ29ရက်နေ့ကကျင်းပပြုလုပ်တော့ပါတယ်။ဒေါက်ခင်မင်းစွာဒီသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ကိုမြူလယ်မှာရှိတဲ့ဖြည့်ကြဆုံးရှေကူမြတ်စွာဘုရားမှာလေဘရောင်းတောင်တလားပြည့်ပြုလုပ်ခဲ့တာပါလေဘရောင်းတောင်ပြည်စီမံကိန်းနဲ့ပတ်သက်ပြီးတော့ ရင်းကြမ်းစွာဆန္ဒထုတ်ပေါ်နေတဲ့တန်ဃာရုတိယလုံးကိုရဲဆက်ဆက်ကြမ်းဖက်ခဲ့လို့ဒဏ်ရာရသွားတဲ့တန်ဃာတော်ကြီးရဲ့ဘိဥပအန်လေအင်းပြောက်စကားတိုင်းဒေသကြီးဝန်ကြီးများကိုပြောင်းလဲတာဝန်တွေပြည်အမှုတွေပြုလုပ်လိုက်တဲ့အကြောင်းဒီကနေ့ဇန်နဝါရီတရနေ့ထုတ်အစိုးရသတင်းစာတွေမှာဖော်ပြထားပါတယ်။နိုင်ငံတော်တမန်ရုံးရဲ့ဒီဇင်ဘာ31ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့အမိတ်မှတ်40နှစ်ထက်မှာစကမ်းတိုင်းဒေသကြီးဝန်ကြီးဖြစ်တဲ့ဦးစောမြင့်ဦးကိုစိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီးဌာနဥတည်ဝင်းကိုဗန္ဒာရေးနဲ့ အခုဝန်ကြီးဌာနဝန်ကြီးတွေအဖြစ်ပြောင်းလဲတာဝန်ပေးရလိုက်ပါတယ်။တမရရဲ့အမိတ်အမှတ်47မှာတော့စကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီးဦးစိန်ဝင်းကိုကျောင်းမကြီးကျောင်းရာလူကနေလုထွက်ခွင့်ပြုလိုက်ပါတယ်ခင်ဗျာ။စကိုင်းတိုင်းမုံရခရိုင်ကဏီမြို့နယ်ကပေါင်းအင်းမြန်ရွာမူလာရန်ကျောင်းမှာပညာသင်ကြားရေးအတွက်ကျောင်းဆောင်အခက်အခဲတွေရှိနေပါတယ်ဒေါက်ခင်ဘာဒီသတင်းပေးပို့ထားပါတယ်ခင်ဗျာမုံရရာကြီးကားလမ်းမပေးက ေါက်အင်းမြန်ရွာမူလာတဲ့ចောင်းခွက်မှာចောင်းဆောင်အကာရံတွေမရှိတာကြောင့်မုံမလုံးဓာတွေနဲ့ဆောင်းနှင်းကာလာတွေမှာလည်းအေးထံကိုခံစားနေရတဲ့အတွက်ဘူတာန်ကလေးတွေပညာသင်ကြားဖို့အခက်တွေ့နေရတာပါကျိုးရနေနဲ့ကတော့ကုညီယာအခုလောရယ်မရှိဘူးရဘာလို့လဲဆိုတော့ကျိုးတို့ကြောင့်ဟာတင်ထားတာက2017ဒီမလာတော့ကတင်ထားတယ်ပထမတည်းကြီးအဲပထမတည်းကြီးတင်ထားတော့ဒါကနောက်ပြင်ဆိုင်မှုပြောင်းလို့ဆိုပြီးတော့ဒါကဒုတိယကြီးတင်မအောင်ဆိုလို့တွတ်ခေါ်လို့တွတ်တင်ခဲ့ရသေးတယ် ဒီနေ့ကြီးအောင်ဘာမှတော့မကြဘူးဟိုလလုံးလုံးကတော့အုတ်ရွှင်မှုလာတယ်လို့ကြားတယ်အုတ်ရွှင်မှုလာတဲ့ခါမှာကျောက်ကမရှိဘူးမရှိတော့ဖုံးဆက်အောင်ဆိုလို့ဖုံးဆက်လိုက်တယ်ဖုံးဆက်တော့အမြဲမှုထုတ်လိုက်မယ်လို့လာပြောတာဘာရဲ့လို့လဲအကြောင်းပြချက်မရှိသေးဘူးကိုယ်တကူထားចောင်းဆောက်လို့ဖို့အတွက်လဲငွေကြေးအခက်ခဲတွေရှိနေတာကြောင့်အကူအညီတွေလိုအပ်နေတာလည်းဖြစ်ပါတယ်ဒီနေ့ကလေးတွေចောင်းသမ်းပြီးပါဟာ တယောက်လျင်1500ဖြစ်နေတဲ့အတွက်လူလေးယောက်ကျောင်းသား3ယောက်ရှိလို့ရှိရင်4500လောက်ကျနေတယ်။အဲ့တော့ကျောင်းကမဆောင်နိုင်တဲ့အတွက်နိုင်ငံတော်ကအ ਨੇ ဆုံးကျောင်းထောက်ပေးဖို့နဲ့ကျောင်းဝယ်ရပေးဖို့ဟာလိုအပ်နေတာအမှန်ပဲ။ဇာတိဥရုဒဏ်ကြောင့်ကလေးရဲ့ကျမကြီးကိုမိဘတွေကစိုးရိမ်နေပြီးအစာအူးလုံခြုံစွာနဲ့သူတို့ရဲ့သားသမီးတွေကိုပညာဆက်လက်သင်ကြားစေခြင်းနေကြတာဖြစ်ပါတယ်။ကျမခင်ယူပါပါရှင်။ ာနေစင်းကျင့်ဝတ်အများပြည်သူဝန်ဆောင်မှုဒရင်းစာဆရာများရဲ့လုပ်ငန်းဆောင်ရွက်ပုံစီးနင်းတွေဒရင်းစာတွေရဲ့အခြေခံလုံဆောင်မှုတွေကိုစာအုပ်အဖြစ်အများပြည်သူဒရင်းစာအုပ်ချုပ်ရေးဖွဲ့ကဒီဇင်ဘာ28ရက်နေ့ကထုတ်ဝေလိုက်ပါတယ်စာအုပ်ပါအကြောင်းအရာတွေကိုပြည်ချိုင်းဝန်ထမ်းရဲ့ website မှာ download ဆွဲချပြီးလဲဖတ်ရှုနိုင်မှာဖြစ်ပါတယ်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကျမ်းမာရေးထောက်ကူပြုအဖွဲ့ကဝန်မှန်မြို့နယ်အတွင်းကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေလုပ်ဆောင်နေပါတယ်ကိုမသာဒီသတင်းကိုပေးပို့ထားပါတယ်ခင်ဗျာ မော်လမြိုင်မြို့နယ်တဲကရက်ွက်ကြေးရွာ40တခုကိုလက်လှယ်ပြီးစေခန်းဖွင့်ကုသပေးနေတယ်လို့လူအချက်ပေါ်မူတည်ပြီးတခြားမြို့နယ်တွေထဲမှာလည်းလိုက်လံကုသပေးနေပါတယ်ဘောကြောဥက္ကဋ္ဌတော်ဆန်းစုကြည်ကနေပြီးတော့လမ်းညွန်ချက်ရဝန်ရွှေမြို့နယ်မှာအဖွဲ့လေးဘွဲ့ဖွဲ့လိုက်တယ်။ကျမ်းမာရေးဖွဲ့ရယ်၊ပညာရေးဖွဲ့ရယ်၊လူမှုရေးဖွဲ့ရယ်၊ပင်နန်းဖွဲ့အဲ့လိုလေးဘွဲ့ဖွဲ့လိုက်တဲ့အချိန်မှာဒီကျမ်းမာရေးဖွဲ့ကတော့ ကျွန်တော်ကတောင်ငန်နေနဲ့စတင်ပြီးဆောင်ရွက်ပြီးကြရတော့ဟာအဲ့တော့စတင်ဆောင်ရွက်တော့ဒီအဖွဲ့ကိုစတင်ပြီးဂျွန်လ15ရက်ကနေစပြီးတော့မော်လမြိုင်မြို့နယ်တမကြီးအထောက်အပံ့အဖွဲ့ခမက်စစ်ကူတရေးအဖွဲ့စုဖွဲ့ပြီးတော့ဒေါ်ဆန်းစုကြည်ရဲ့68နှစ်မြောက်မွေးနေ့ကိုကွန်ပျူတာနေနဲ့အဲ့ဒီကနေဂျွန်လ15ရက်နေစတင်ပြီးတော့အပတ်စဉ်ဟုတ်ကဲ့နေ့ရက်နေ့ရက်စနေတင်ငင်းနေအဲ့လိုကူတာခဲ့ပါ ခမဲ့ကျမ်းမာရေးအထောက်အကူပြုအဖွဲ့ကို2012ခုနှစ်ဇွန်လ15ရက်နေ့ကစတင်ဖွဲ့စည်းထားတာဖြစ်ပြီးစာနေနဲ့တနင်္ဂနွေနေ့ရုံပိတ်ရက်တွေမှာလိုက်လံကူတာပေးနေတာလည်းဖြစ်ပါတယ်။သူတို့အဖွဲ့ဟာဆရာဝန်6ဦး၊ဆေးဝါးကျွမ်းကျင်သူ9ဦးနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေစေတနာရှင်တွေကကူညီဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။တက်ဆိုင်ရာရောက်ကွက်ကို10ရက်လောက်ကြိုတင်ပြီးတော့ကျွန်တော်တို့လာရောက်ကွင်းဆင်းပြီးတော့အခမဲ့ကူတာပေးမယ်။ အဲ့ဒီရပ်ကွက်ကနေပြီးတော့လူနာတွေကိုဟိုလာရောက်နိုင်မှုကုသနိုင်မှုစီစဉ်ဆောင်ရွက်ပေးပေါ့အဲ့လိုနည်းနဲ့ဆောင်ရွက်ပြီးရင်ကျွန်တော်တို့ကခလေးအထုကုဆရာဝန်ကြီးဒေါက်တာဦးတင်စိုးအပါဝင်ဆရာဝန်6ဦးတကယ်လို့အိမ်ကအဲ့ရမထနိုင်တဲ့လူနာတွေရှိရင်လည်းအဲ့ဒီလူနာတွေကိုသွားရောက်ကုသပေးတယ်ဆရာဒီနေနဲ့ပြန်လာတော့ရပ်ကွက်ကခလေးတွေခေါ်ပြီးတော့ကျမရေးတင်လာပေးပြီးရင်ဆင်းရဲအထိုင်ပေါ့တကယ်ဆင်းရဲဒုက္ခဖြစ်တဲ့ရွာတွေပေါ့ စင်ကအထိုင်ပြီးလုံးနိုင်လို့အမှုလို့တင်ပါလူအားတဲ့ဆေးဝါးနဲ့ငွေကြေးတွေကိုတော့စေတနာရှင်အလူရှင်တွေလူမှုရေးအဖွဲ့အစည်းတွေဆေးဝါးကုမ္ပဏီတွေကထဲဝင်လူတားနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ခွန်ပါတာပါမြစ်တူကိုကျူစွာတဲ့အထိမ်းအမှတ်အနေနဲ့ Iron Cross တေဂီတာဖွဲ့ဟာထိုင်းမြန်မာနယ်စပ်ထိုင်းမြန်ချမ်းကမဲဆောက်မြို့မှာဇန်နဝါရီ17ရက်နေ့ကျရင်လာရောက် တည်ဆိုဖို့စီစဉ်ထားပါတယ်။လေးပြူအငဲမျိုးကြီးနဲ့ဝိုင်းဝိုင်းတို့အတွက်မဆော့မျိုးကိုလာရောက်တည်ဆိုတာပထမဆုံးချိန်လေးဖြစ်ပါတယ်။လက်မှတ်တွေကိုတော့ထိုင်းဘတ်ငွေ900နဲ့ဘတ်350လမ်းဆိုပြီးတော့နှမျိုးခွဲဆက်တင်ရောင်းချပေးနေပြီလို့လည်းသိရပါတယ်။ဒီဖြော်ပြပွဲပြည်ပြအောင်လို့ဒီရန်ကုန်မှာဖွင့်လှစ်ထားတဲ့ Thai Kitchen Restaurant နဲ့ဒီမဆော့မျိုးက Prime Boss ကုမ္ပဏီကစီစဉ်တာလည်းဖြစ်ပါတယ်ခင်ဗျာ။